နောက်ဆက်တွဲမြင်ကလင်းတွေကမပြီးသေးဘူးမုန်တိုင်းကပေါ်လာပြန်ပြီမြန်မာနိုင်ငံကလင်းလိလရေးကော်မတီကလည်းအတည်ပြုထားရီကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ပဲခူးတိုင်းရေနေပြည်တော်ရေစကိုင်းတိုင်းရေပြည်ခါကြတော့မန္တလေးနဲ့ပြည်ဥလင်တို့မှာနှလင်ကအင်အားအနှဲငယ်ကနေ9လောက်ချီကိုနော်မင်္ဂနီချူ9ရက်သမလောက်ချီကိုအချိန်မီလာနိုင်တာဖြစ်တဲ့တော့အခုချိန်ထိပြည်သူတွေကယူသိုက်နေကြဖို့အတွက်ကိုတိုက်တွန်းထားတာကိုလေးတွေ့ရတယ် ယမနိုင်ငံမြင်းကလင်းသတင်းများစင်တာကလေမြောင်းနိုင်ငံမှာကလင်းငယ်တွေလုခတ်နိုင်ခြေက65ရာခိုင်နှုန်းကိုတိုးသွားပြီဖြစ်ကြောင်းတနိကပေးအတည်ပြုထားလိုက်တာဖြစ်တဲ့တတိပိထားပြည်ဖြစ်ပါတယ်။နေစင်တိုင်းဆိုသလိုပဲအင်အား3ရက်သမအထက်4ရက်သမအထက်နဲ့လာနေတာဖြစ်တဲ့အတွက်ပြည်သူတွေခုချိန်ဒီလုံအောင်ကိုပေါ်ဆလို့မရသေးတဲ့အခြေအနေမှာရှိပါတယ်။တမှန်ပြီးတော့ကျွန်တော်မုံတိုင်းအချောင်းကိုဆက်ရအောင်။အခုရှမ်းပြည်နယ်နဲ့မန္တလေးမှာကျွန်တော်မိုးရေဆက်တိုက်ရာသွန်းနေတာဖြစ်တဲ့အတွက်ရေကြီးမှုတွေဖြစ်ပေါ်နေတယ်။ မနီကဆိုရင်လည်းရှမ်းပြည်နယ်ကလောမြို့မှာမီလာတရနေ့ကရွာသွန်းခဲ့တဲ့မိုးတွေကြောင့်တော့မိုးတွေကတတော်ကြီးလို့တောက်ဆောင်မြေချားရွာကပြွာလုံးအကုန်လုံးမြုပ်သွားခဲ့တာဖြစ်တယ်။အိမ်တွေတတော်များများပြိုကျပျက်စီးသွားခဲ့တာကိုတွေ့ရတယ်။ဒေသခံတွေကတော့သူတို့နော်ရွာရဲ့တသန်းသျှောက်မှာသူတို့နေထိုင်လာခဲ့တဲ့ဒီရွာရဲ့တသန်းသျှောက်မှာအခုလိုမျိုးရေကြီးမှုမတွေ့ခဲ့ရဘူးလို့ဆိုထားပြီးဖြစ် မိုးလို့သားပညာရှင်ဦးဝင်းနိုင်ကတော့ဒီမေလာထဲမှာပဲမုံတိုင်းရှိတယ်လို့ကြိုတင်ခန့်မှန်းလို့ရပြီလို့ဆိုထားပေးဖြစ်ပါရယ်ဘင်္ဂလားပြည်လေအော်အနောက်တောင်ပိုင်းမှာမေလာကိုရင်းနေကနေဒါလေးဖီယာနေရဝန်မုံတိုင်းကအစတင်ဖြစ်ပေါ်နိုင်တယ်ဆိုပြီးတော့ LEMMS Global Model နဲ့ ECNWF ချက်မှာမြင်တွေ့ရတဲ့အတိုင်းဦးဝင်းနိုင်ကပြည်သူတွေကိုအပြီးမေလာခဲ့တာပဲဖြစ်ပါရယ် လက်ရှိအချိန်ထိမုံတိုင်းကတကယ်ကိုဖြစ်မယ်လို့အတိပြုလို့မရသေးပေမဲ့စောင့်ကြည့်ရမယ့်အနေအထားလို့ဆိုလာခဲ့တာပြီးဖြစ်ပါတယ်မေလာကိုင်းနေမှာမုံတိုင်းကတကယ်ဖြစ်လာမှာလားပြင်းထန်မှာလားဆိုတာကိုအတိအကျသိရမယ်ဆိုပြီးတော့ဦးဝင်းနိုင်ကပြောထားတာပဲဖြစ်ပါတယ်မိုးကြီးနိုင်ပြီးတော့ရေကြီးရေရှမ်းအသက်အန္တရာယ်ဆုံးရတဲ့တိုင်းဒေသတွေကတော့မနေ့ကနေ့လယ်တနာ40မိနစ်မှာပဲမိုးတိမ်တိမ်ကြီးတွေကမိုးဝေးတိုင်းပဲခူးတိုင်းနဲ့ဘူးတိုင်းမြောက်ပိုင်းကလေးကနေပြီးတော့ဒီ ပြေလျာနေတာတွေ့ရတယ်လို့ဦးဝေနိုင်ကဆိုပါရီဒါကြောင့်မလို့အဒီဒေတာတွေကပြည်သူတွေအနေနဲ့ရေကြီးရေရှမ်းဖြစ်မှာဖြစ်တယ်မိုးတွေအရန်ကြီးမှာဖြစ်တဲ့အတွက်ရေကြီးရေရှမ်းဖြစ်မှာဖြစ်တဲ့အတွက်ဒီသူတွေ view site ကြဖို့အတွက်ဦးဝေနိုင်ကမှာထားရီပြီးမှရှမ်းပြည်နယ်တောင်ပိုင်း၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတွေကိုဆက်လက်ရေလျာနိုင်မဲ့အခြေအနေတွေဖြစ်နေတယ်ဆိုပြီးတော့ဦးဝေနိုင်ကဆိုပါရီမန္တလေးတိုင်းဘက်ကလည်းမကွေးတိုင်းကိုဖြတ်ကျော်ဝင်ရောက်လာတဲ့တိုင်တိုက်တွေဆက်လက်ရေလျာနိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေအဲ့ဒီနေရာမှာရှိတဲ့ပြည်သူတွေနေနဲ့ရေကြီးရေရှမ်းမိုးကြီးမှုတွေကို ယူဆိုင်ကြဖို့အသက်အနည်းရှိလို့ယူဆိုင်ကြဖို့ပြင်ဆင်ကြဖို့တကူအဝင်တွေကအထူးသတိပေးချပေးဖြစ်ပါရယ်အထူးသဖြင့်အခုကြီးညာသွားတဲ့ဒေတာတွေဟာငလင်တန်တဲ့ဒေတာတွေဖြစ်တဲ့အတွက်ပုံမှန်ပြီးတော့ယူဆိုင်ရမယ်ဆိုပြီးတော့အဝင်တွေကဆိုထားပြီးဖြစ်ပါရယ်ဗျာ